ီလဲသူစာလေးရောတင်ထားတယ်သူသမီးလေးအတွက်ပေါ့ဟုတ်ဟုတ်ဟုတ်တယ်ဟုတ်တယ်မနေ့ကတော့ကျွန်တော်ကြီးလိုက်သေးရဲ့ဟုတ်တယ်ဒါကျတော့မိခင်တယောက်ရဲ့မြစ်တာပေါ့နော်ဘာလို့ဆိုတော့အန်ဒီဆိုအမြဲတမ်းရှူတင်နေဆိုဘယ်တော့တော့သူပြီးရဲ့ဒီထိုင်ဆောင်တာတို့တူတူပြန်တာတို့ဆိုသူအဲ့လိုသူသူ့ရဲ့ဝမ်းနည်းမှုလေးပေါ့နော်ကြည်ရပီတိဖြစ်ပါရဲ့ဟုတ်ဒီကြီးအောင်မြင်ခြင်းတင်မှတ်နေတဲ့မြန်မာလက်ကောဘာသာများထက်စင်ပုံပြကြပါဦး အာဟုတ်တယ်ကျွန်တော်တောင်မှလေအဲ့ဒီသူ pre wedding ရိုက်မဲ့နေကြမှာဖုံးဆက်တာအကိုကြီးရေညီမလေးမင်္ဂလာဆောင်တော့မယ်ဆိုမှကျွန်တော်တောင်မှအရန်အံ့ဟောဟာဟုတ်လားဆိုတော့မှဟုတ်တယ်ဗောသူ pre wedding စရိုက်တော့မယ်အကူညီပေးပါအောင်ဆိုမှတည်တာသူတို့နှစ်ယောက်တော်တော်တော့ချစ်ပုံရပါရဲ့ကျွန်တော်အများကြီးတော့တိတ်မပြောတတ်ဘူးသူသူတို့နှစ်ယောက်အကြောင်းဟုတ်ဘယ်လိုမျိုးတင်စားခြင်းလဲဆိုတော့ไลฟ์ဖတ်တယ်ဗောเนาะไลฟ์ဖတ်တယ်ချစ်စရာအတွေ့အလီဗောကောင်းပါတယ်ဟုတ် အဲညီမလေးစုပြည့်နဲ့အကိုနဲ့အဲနောက်နှစ်ပေါင်းများစွာဒီပျော်ပျော်ရွှင်ရွှင်လက်တွဲပြီးတော့ဒီတက်မကအများကြီးများကြီးအောင်မြင်ကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါရခင်ဗျာဒီကြီးအောင်မြင်ခြင်းဖြစ်နေတယ် ဟုတ်တယ်ညီမလေးနဲ့ကတော့ကျွန်တော်တောက်လျှောက်ရှူတင်တွေရိုက်ဖြစ်နေရဲသူအဲအကယ်ဒမီရတဲ့နှစ်တွေလည်းအကယ်ဒမီရုပ်ထုနဲ့ရိုက်ဖြစ်တယ်ဒီ pre wedding လည်းကျွန်တော်လေးစုံရိုက်ပေးထားတယ်ခင်ဗျာဟုတ်အာတစုံစင်းကြီးမှာကျတော့ဒီဒီတစ်ခေါက်စိတ်ကူးကတော့ညီမလေးနဲ့အကိုရဲ့စိတ်ကူးပုံများတယ်သူတို့လိုချင်တဲ့ပုံစံကိုမှကျွန်တော်ဖန်တီးပြီးရိုက်ပေးထားဆိုတော့လေးစုံစလုံးကတော့ပုံစံမတူဘဲရိုက်ပေးထားတယ်ဗျာဟုတ် အာဟုတ်တယ်ညီမလေးနဲ့ကြာကျွန်တော်ဒီဟာခင်တာလဲတော်တော်ကြာပြီဆိုတော့မောင်နှမလို့လည်းဖြစ်နေရတယ်ရိုက်ပေးပြတာဗျာဟုတ်အာဟုတ်တယ်ကျွန်တော်တော်မှလေအဲ့ဒီသူ pre wedding ရိုက်မဲ့နေကြမှာဖုံးဆက်တာအကိုကြီးရေညီမလေးမင်္ဂလာဆောင်တော့မယ်ဆိုမှကျွန်တော်တော်မှအရန်အံ့ဟောပါဟုတ်လားဆိုတော့မှဟုတ်တယ်ဗောသူ pre wedding စရိုက်တော့မယ်အကူညီပေးပါအောင်ဆိုမှတည်တာ အဲမေးလိုက်တယ်ကျွန်တော်ကညီမလေးဘယ်သူနဲ့လဲဆိုညီမလေးကအကိုနဲ့ဆိုတော့ဩဟိုဒီလိုမျိုး သူများကြီးပြောနေရတော့ရိတ်ဖန်းတံမှန်တော့ကြားမိရဲ့ဒါပေမဲ့ညီမလေးကိုယ်တိုင်ပြောမှာဩညီမဟိုဝယ်တယ်တော့ဆောင်ပြပြီလို့တော့ထင်တာပေါ့ဟုတ်ချေဦးလို့လည်းပြောရဲပေါ့နော်ချက်ဆုံးဖြစ်ခဲ့တယ်ပေါ့ကိုသားနေရဥပမာတူဘလောက်တော့ကိုသားနေကိုချက်တဲ့အချက်တွေပေါ့တပ်ဖို့ရရင်လည်းမျိုးလုံးနဲ့မှလည်းသူ့ရဲ့အမှုရရင်မှတွေ့ခဲ့ရတယ်อืมตรุเนี่ยก็ตลอดๆชิปုံยาไปเจออายี้တော့ตึ้งไม่ပြောได้ตรุตรุเนี่ยก็จองဟုတ် ်အော်တကယ်လှပါရယ်အိနီယာရှူတင်ရဆိုရင်တော့ကျွန်တော် pre wedding ရိုက်တုန်းကဆိုအကွာဖြားနေရဒါပေမဲ့သူစူးစမ်းပြီးရိုက်ပြီးရထွက်လာတဲ့ပုံလေးတွေကိုလည်းကြိုက်တော်တော်လေးကြိုက်တယ်လို့ပြောပါရယ်ခင်ဗျာဟုတ်တော်တော်လေးဆက်လို့ရှာတယ်တော်တော်လေးနဲ့ပျော်လဲပျော်တယ်အရင်နဲ့ရှင်ပုံနေဘယ်လိုမျိုးတင်စားခြင်းလဲဆိုတော့လိုက်ဖက်တယ်ပေါ့နော်လိုက်ဖက်တယ်ချစ်စရာအတွဲလေးပေါ့ကောင်းပါရယ်ဟုတ်အော်အန်ဟောတာပေါ့ဟိုညီမလေးဖုံးဆဆက်တဲ့နေရာသူဝယ်တင်ရိုက်မယ်ဆိုပြမနောက်နေရပဲထင်တာပြီးကြတော့မှရောသူတကယ်ပြောနေရပဲဆိုပြီးတော့ဟုတ် အဲလူတွေကတော့အချိန်တန်တော့အိမ်အိမ်အောင်ပြူရမှာပဲလေအဲ့တော့နှမျောတာတော့မရှိပါဘူးကိုနဲ့အဲသူနဲ့မင်္ဂလာဆောင်ဆောင်နေဆိုတာတော့ကျွန်တော်အကျောင်းအနေနဲ့ကတော့ဝမ်းသာပါဘောเนาะအဲအန်တီလဲသူစာလေးရောတင်ထားတယ်သူသမီးလေးအတွက်ပေါ့ဟုတ်ဟုတ်တယ်ဟုတ်တယ်မနေ့ကတော့ကျွန်တော်ကြီးလိုက်သေးရဲ့ဟုတ်တယ်ဒါကြတော့မိခင်တယောက်ရဲ့မြစ်တာပေါ့เนาะဘာလို့ဆိုတော့အန်တီဆိုအမြဲတမ်းရှူတင်နေဆိုဘယ်တော့တော့သူပြီးရဲ့ဒီထိုင်ဆောင်တာတို့တူတူပြန်တာတို့ဆိုသူအဲ့လိုသူသူ့ရဲ့ဝမ်းနေတဲ့မူလေးပေါ့เนาะကြည်ရပီတိဖြစ်ပါရဲ့ ဟုတ်နောက်ပိုင်း shooting လေးလာရဲ့အဲ့ဒီနေရာမှာကိုသားငယ်ပါလာဖို့ညားနေပေါ့နော်အန်တီလည်းပါမယ်ထင်တာဟုတ်အာတာတာမီမီလေးအများကြီးနဲ့ပျော်ရွှင်တဲ့ဘဝခီယိုဖြတ်တန်းနိုင်ပါစေလို့ဆုတောင်းပေးပါရခင်ဗျာဟုတ်ကိုအရန်ချစ်တယ်